Venga, va. football preview channel ကနေပြန်လည်ပြီးတော့အကျိုးဆိုပါရစေ။ဒီနေ့ကတနင်္လာနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှင်လည်းကစားမဲ့ကဘာဖလားခြေစစ်ပွဲစဉ်ဥရောပစုံပွဲစဉ်နေရှိသေးရပေါ့နော်။အဲ့တော့ဒီနေ့မှာဆိုလို့ရှင်တော့ည2:55မှာအကောင်လုံးကတစ်ချိန်ထဲမှာကစားကြမှာဖြစ်နေပေါ့နော်။အဲ့တော့ဒီနေ့ကစားတော့ဝရှိတဲ့ပွဲစဉ်တွေတရားနေပြီးတော့မှတပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တည်းပြီးတော့တခြားသောမောင်းတွဲပေါ့နော်။ဒါဒီအကောင်လုံးဆိုလို့ရှင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပြီးရပေါ့နော်။အဲ့တော့ Viber channel link ကို Telegram channel link ကို DVD အောက်ကကောင်းပါမှာပင်ကော account မနေနဲ့ထောက်ပေးတာပေါ့နော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်သုံးသပေးမယ့်ပွဲစဉ်အကြတော့ဒီနေ့ည2နာရီဆန်းကမှကစားမယ်ချက်နဲ့ကေပရတာတွေပဲပေါ့နော်အဲ့ဒီဝယ်စီရင်လက်ရှိပေါ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင်ချက်အတင်းက၄ဟုတ်သွင်း55ပြရမယ် ီးတော့9ပေါင်း5ခုတွင်95ပဲရောက်မယ်ပေါ့အဲ့တော့ဒီချက်အတင်ကိုကျွန်တော်ပြင်ကြည့်လို့ရှင်သူတို့ကကဘာဖလားခြေစပွဲစဉ်တွေရဲ့ပွဲစဉ်အဆောက်မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်သူတို့တင်းရဲ့ခြေစွမ်းကောင်းခဲ့ပေမဲ့လက်ရှိနောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်ချက်ရဲ့ခြေစွမ်းတော်တော်လေးပြန်ပြီးရကြဆင်းခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒီပွဲမကန်ခင်တော့ဆိုလို့ရှင်လည်းဂျာရက်မှာချက်အနေနဲ့ဆာမာရီနိုနဲ့ခြေစွမ်းပွဲစဉ်ကစားခဲ့တယ်ပေါ့နော်အဲ့ပွဲစဉ်မှာဆိုလို့ရှင်လည်းချက်အတင်းကသူတို့နဲ့ဒီအစင်တန်းအနေနဲ့တော်တော်လေးကိုကွာခြားတဲ့ဆာမာရီနိုအတင်းကိုဆိုလို့ရှင်လည်းတကူကုန်းရှိနေတာဒီအနိုင်ရခဲ့ ခဲ့တယ်ပေါ့နော်တကူးထပ်ပို့ပြီးတော့သူတို့တွင်းနိုင်ခဲ့ခြင်းမရှိဘူးပြီးတော့ဒီချက်ရဲ့ဒီကဲလာကစားခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲဖာရိုဂျွန်ဆူနဲ့ပွဲမှာသူတို့ရှုံးထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဒင်းရဲ့သူတို့ရင်ဆိုင်မှာတစ်ဖက်ကဂီဘရတာအသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်ဂီဘရတာကအဲ့ရှိဒီခြေစမ်းပွဲစဉ်နေမှာအပါထက်တွက်မှာဆိုလို့ရှင်နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုလို့ရှင်ဂီဘရတာရဲ့ခံစစ်ကပေကို နှစ်ကိုယ်တည်းကြော်ပြီးတော့ပေးခဲ့တာအစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်တပွဲပဲရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီပွဲစဉ်ကကြာတော့လဲနှစ်သိန်းလုံးတည်းဒီအနိုင်ဆုံးရလက်တည်းအရင်ကြီးတက်ရောက်မှုမရှိတော့ဘူးချက်အတင်းကလည်းဒါဒီပွဲမှာ90ဖြစ်စေရှုံးသည်ဖြစ်စေဒါသူတို့တော့ကဒီအဆင့်နှစ်နေရာကလုံးဝကျင်းတည်သွားပြီဖြစ်တယ်ပေါ့နော်တစ်ဖက်ကဂရီတာကလည်းလက်ရှိမှာဒီရှာမှတမမမရသည်ဘူး ဒီပွဲကဒါတို့ရဲ့ဒီရမတမတ်ဒီရနိုင်မယ်နောက်ဆုံးဆုံးမျောလင့်ချက်ပွဲတင်တပွဲလေးဖြစ်တယ်ဗောနော်ဒီပွဲမှာ Gridda ကိုယ်တိုင်ကချက်အသိကြီးကရမတမတ်ခွဲယူသွားနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ဗောနော်ပြီးတော့ဒီ Gridda ကိုယ်တိုင်ကလက်ရှိမှာတို့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တောက်လျှောက်ရှုံးထားရယ်ဗောနော်အဲ့တော့ Gridda ကလက်ရှိမှာရှုံးပွဲတွေဆက်နေရယ်ဆိုတော့တို့အသိရဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကျွန်တော်ပြန်ကြည့်ဒီလိုမျိုးရှုံးပွဲတွေစလိုက်ဒီရှုံးခဲ့ပြီးွားလို့ရှိရင် Gridda ကနည်းနည်းတော့ခြေစွမ်း ပြန်ပြီးကောင်းလာတာတော့တွေ့ရတယ်ပေါ့နော်အဲ့အဲ့တော့ဒီဘက်မှာသူတို့အတင်းအနေနဲ့အချက်ကိုအနည်းဆုံးတော့သူတို့ရဲ့ခံစစ်ကတေချာပိတ်ပြီးတော့ကစားလာနိုင်နေမယ်လို့လည်းထင်တယ်ပေါ့နော်ပြီးတော့ဒီချက်အတင်းကစားခဲ့တဲ့ဒါလက်ရှိကစားခဲ့ပြီးရဲ့ကဘာဗလာခြေစပွဲနေစုစုပေါင်း9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရတယ်ကစားခဲ့တဲ့9ပွဲလုံးမှာဆိုလို့ရှိရင်ချက်အတင်းရဲ့ပွဲစဉ်တွေကနှစ်တင်းပေါင်းသွင်းကို9ကို ပြည့်ခဲ့တဲ့ပွဲစဉ်ကဒါခရိုအေးရှားကိုသူတို့အသင်းက၅ခုလိုနဲ့ရှုံးတဲ့ပွဲစဉ်တစ်ပွဲပဲရှိတယ်ဗောနော်ပြီးတော့ဒီတစ်ဖက်ကဂေဘရတာကိုကျွန်တော်ပြင်ကြည့်လို့ရှင်လဲသူတို့ကစားခဲ့တဲ့ဒီစုစုပေါင်း9ပွဲမှာဆိုလို့ရှင်လဲဒီသူတို့ရဲ့ပွဲစဉ်တွေမှာ2သင်းပေါင်းတွင်ကို၅ခုထိရောက်ခဲ့တဲ့ပွဲစဉ်ကလည်းဒါခရိုအေးရှားကိုသူတို့9ခုပြန်တဲ့ဒီရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲရှိတယ်ဗောနော် channel ပွဲစဉ်တွေအကုန်လုံးကဂေဘရတာရဲ့ပွဲစဉ်က2သင်းပေါင်းတွင်ကို၄ခုထိပဲအမြင့်ဆုံးရောက်ခဲ့တာကိုတွေ့ရလိမ့်မယ်ဗောနော်အဲ့တော့ပြောမှဆိုလို့ရှင်ဒီပွဲက ဒီနှစ်သိမောင်းသွင်းကိုဒီ၅ကိုလောက်ထိတော့ချောင်းနိုင်လိမ့်မယ်လို့တော့မထင်ဘူးချက်ကိုတိုင်းကလည်းဒီဘွဲကသူတို့တို့ကဒီ2စီ3စီနိုင်လေခြေနဲ့ဆိုင်ရလဲတခုဖြစ်လိမ့်မယ်ကျွန်တော်ထင်တယ်ပြီးတော့ carburetor ကိုတိုင်းကလည်းဒါဒီဘွဲကသူတို့အနေနဲ့ခက်စစ်ပိတ်ပြီးတော့ချက်ရှိရဒီတမတ်လောက်တော့သူတို့အတင်းကိုတိုင်းကလည်းမျောလင်းကောင်းမျောလင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီဘွဲကတော့နှစ်သိမောင်းသွင်းကိုဒီ၅ကိုအောက်ကိုရောက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဂိုးပေါင်းကြီးအရာ၅ကိုသွင်း95ပြားရောက်မယ်ဆိုရင်ဂျီတခုမှာဒီဘွဲမှာ ဒီချက်အချက်အသင်းအနေနဲ့အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်လေ 2C 3C အဲ့လောက်ပဲဖြစ်နိုင်တယ်မြင်ကျွန်တော်ထင်တယ်တစ်ဖက်ကဂေဘရာကိုယ်တိုင်ကတော့ဒီဘွဲမှာချက်အသင်းဘက်ကိုတကိုးရခဲ့ရင်တော့သူတို့တော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ဂေဘရာကိုယ်တိုင်ကကျတော့လေဒီဘွဲမှာကိုးရဖို့ဆိုတော့အရင်ဖြစ်နိုင်ကြီးတော့မရှိဘူးပေါ့နော်အဲ့တော့ဒီဘွဲစီရင်အတွက်ဆိုလို့ရှိရင်တော့ကိုးအောက်ကိုပဲရွေးချယ်ပေးခြင်းနဲ့ပေါ့